ဒါတော့သမီးတို့ရေဒီနေ့ပစုံဆုပ်ပန်းကပိချက်ချက်စားကြမယ်နော်ဒါတော့ချက်တုံအဖြူအနေဘုံနုံနုံနုံစင်ထားတာဒီမှာတော့ပစုံဆုပ်ပန်းပစုံလေးတွေလော်ထားတာထည့်လိုက်မယ်နော်ဒီမှာမွေးမယ်နည်းနည်းမွေးလာပြီစနေမုံနည်းနည်းလေးထည့်မယ် မြေရုပ်ဒီအရောင်တင်မုံနည်းနည်းထည့်မယ်နော်ပြီးတော့စိမ်းစားငပိလေးထည့်မယ်ဒီလားစိမ်းစားငပိလေးထည့်ရယ်မွေးမယ်နော်ကြောင်လေးကလာလိုက်ငပိနဲ့လေးမွေးနေတာသက်တုံရှူနေ ပြီးတော့လော်ထားတဲ့ပစုံလေးတွေထည့်မယ်နော်လော်ထားတဲ့ပစုံလေးတွေအဲ့ဒါတော့အရင်များတယ်တချို့ပဲထည့်ပစုံကအရင်များလို့လို့ဒီနေ့ထည့်မယ်ရင်းနှီးလေးထည့်လိုက် မေမေကငရုတ်တိတ်မစားနိုင်လို့ငရုတ်တိနည်းနည်းလေးထည့်မယ်နော်အစတိတ်မစားနိုင်တော့အစနည်းနည်းလေးပဲထည့်မယ်နော်ငရုတ်တိအလိုမဟုတ်အဲ့လောက်ကလေးပဲထည့်မယ်ဆက်လို့အစမစားနိုင်လို့အလောက်ကလေးမေမေသူကတော့မြန်တယ်အစုံစုပ်ဖွားလေးတွေကခဏလေးတည်ထားလိုက်မယ်နော်ရတာလေးအရင်ခနေပါပြီဟဲ့လားအချုံမုတ်လေးနည်းနည်းထည့်မယ် သူကတော့ငပိကျက်ဆိုတော့အချုံမုံနည်းနည်းထည့်ရတယ်အချုံမုံလေးနည်းနည်းထည့်ရတယ်မွေမယ်အရင်ခမ်းသွားတော့အရင်လေးနည်းနည်းဆက်ကျင်လေးနဲ့အရင်နေကျင်တယ်ဆိုရင်ရင်နှွေးနည်းနည်းရင်နှွေးလေးနည်းနည်းထပ်ထည့်မယ်တော့ကโอเคပါပြီဒီမှာနောက်ပိတ်ဆုံးပါဒီမှာပင်စိမ့်လေး ပင်စင်းလေးကြက်ပင်ပင်စင်းလေးထဲပေါ့နော်မကြိုက်မထက်မကြိုက်တဲ့လူဆိုမထက်လည်းရတယ်မင်မင်းကကြိုက်လို့ထဲတာနော်ပင်စင်းလေးအဲဆိုရပါပြီမိပိတ်လိုက်ပါတော့ပဲရပါပြီမှာအရင်ထမင်းမိန်ပြီးတော့အရသာရှိတဲ့ပစွန်ဆုပ်ပန်းကပိကြက်လေးပါဒါပဲနော်သားတို့ချက်စားကြည့်လွယ်လွယ်လေးပဲအဝေးရောက်နေတဲ့သားတို့သမီးတို့စားကြင်ချက်စားကြည့်လိုက်နော်လွယ်လွယ်လေးထမင်းမိန်နဲ့ဟင်းလေးတစ်ခွက် အာအပြင်မှာဝယ်ဆိုင်ဈေးကြီးတယ်ကိုယ့်ဘာသာကိုချက်စားတော့ဘလောင်းမှမကုန်ဘူးเนาะဒါပဲเนาะနောက်နေ့ကျမှနောက်တစ်မျိုးချက်ကြွေးမယ်ချက်ပြမယ်เนาะသားတို့သမီးတို့ကို